အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ကတော့ self awareness အကြောင်းကိုလုံးနဲ့တွင် presentation လုပ်သွားမယ် GV2 ပဲဖြစ်ပါတယ်ဒီ self awareness မှာဆိုရင်ကျွန်တော်တို့ main point ၃ချက်ထုတ်ထားပါတယ်နံပါတ်၁ကတော့ understanding yourself ကိုကိုကိုနားလည်မှုရှိခြင်းကကိုယ့်ရဲ့အတွေ့အကြု စိတ်ကစားမှုတွေအားသာချက်တွေအားနည်းချက်တွေကိုအတိအမဲ့ပြုပြီးကူညီပေးပါတယ်ဒီလိုနားလည်ပေးမှုကကိုယ့်ကိုယ်တိုင်တိုးတက်မှုအတွက်ပထမဆုံးခြေလှမ်းဖြစ်ပါတယ်ဆိုတော့ကိုယ့်ကိုယ်ကိုနားလည်မှုရှိအောင်ဘယ်လိုလုပ်ရမလဲကိုယ့်ကိုယ်နားလည်မှုရှိအောင်လုပ်ရတာအရင်လွယ်ပါတယ်စာအုပ်ဖတ်တာသတိနားထောင်တာစာရေးတာတိုင်ရာရေးတာစတဲ့နေ့စဉ်နေ့စဉ်လုပ်လို့ရတဲ့အရာလေးတွေကပဲကိုယ့်ကိုယ်နားလည်မှုရှိအောင်လုပ်လို့ရတာဖြစ်ပါတယ်နံပါတ်1 better decision making ကိုကိုပေါ်နားလည်သိရှိလာတဲ့အခါဆုံးဖြတ်ချက်တွေချတော့မယ့်အချိန်မှာစိတ်မြလည်းမြန်မရှိတူဝေထားမနေခြင်းမရှိပဲရွက်ချက်ကောင်းနေနဲ့စီစဉ်တုံတရားရှေ့ဆုံးရွက်ချက်တွေကိုချနိုင်လာပါလိမ့်မယ်။နံပါတ်3 improve relationships ကိုကိုရှိရှိတိုင်းဖော်ပြပြီးအခြားသူနဲ့ဆက်သွယ်ခြင်းဟာဝင်လင်းမြင်သားရဲ့ relationship တွေတည်ဆောက်နိုင်ဝင်လင်းမြင်သားရဲ့ relationship တွေကိုတည်ဆောက်နိုင်ပြီး ကိုယ့်ရဲ့ communication skill တွေလည်းပိုတိုးတက်လာနိုင်ပါတယ်နောက်ထပ်အကြောင်းအရာကိုပြပြမင်းသူကတော့014ဖြစ်ပါတယ်။အခုကတော့ set awareness ဖြစ်ဖို့အတွက်လိုရမယ့်ချက်၃ချက်ကိုပြပြတော့မယ်။ပထမချက်အနေနဲ့ကတော့ကျောင်းသူတွေတန်းနေပြီးတော့တုတ်ပြန်ချက်ရယူပါ။ကျမတို့ယူကြည့်ရတဲ့သူတွေ ဟုတ်မေးမြန်းပါကိုကိုတိုင်းယူကြည့်ရတဲ့မိတ်ဆွေတွေမိသားစုဝင်တွေဒါမှမဟုတ်လူ့ဘောကဖက်တွေကိုရွေးချယ်ပြီးတော့ကျမတို့ရဲ့အားနည်းချက်တွေနဲ့အားသာချက်တွေကိုပြောလာတဲ့တုံ့ပြန်ချက်တွေနဲ့ကျမတို့ရဲ့ပြုမှုတွေကိုဘယ်လိုမျိုးသက်ရောက်မှုရှိနေလဲဆိုတာကိုမေးမြန်းပါဒုတိယချက်အနေနဲ့ကတော့စာနာထောက်ထားမှုကိုရယူပါ။ကျောက်သူတွေရဲ့ရှုထောင့်နေပြီးတော့နားလည်ဖို့ သူတို့ရဲ့နေရာမှာကျမတို့ခရိုင်ထားကြည့်ပြီးတော့သူတို့ရဲ့အတွေးတွေကိုခန်းစားချက်တွေကိုစဉ်းစားပေးပါဖတ်တရချက်ကိုတော့020ကနေဆက်ပြပြပြပါမယ်မိမိကိုပြန်လဲထုတ်တဲ့ချင်တွေကိုပြုလုပ်ရမယ်ငါတို့လည်းဆိုမိဘကိုထပ်ခါထပ်ခါမေးပြီးပေါ်လာတဲ့ခေကိုခြာရရမယ်ဘဝစရာကိုဘဝရဲ့ဘဝစရာကိုဘဝရဲ့ရေးပါတဲ့ဖြစ်ရတွေကိုနေရာတစ်ခုခံနေပြီးကိုကိုကို ဘလို့ပုံဖော်ခဲ့လဲဆိုတာကိုပြန်လဲသုံးသပ်ရမယ်။နောက်တစ်ချက်အနေနဲ့အာသာချက်အနှစ်ချက်တွေကိုအကဲဖြတ်ရမယ်။ကိုယ့်ရဲ့အဓိကအာသာချက်တွေနဲ့တိုးတက်နိုင်တဲ့ level တွေကိုခကြတတ်မယ်ရမယ်။အအခုလို self awareness ကို self awareness ကိုပြောရတဲ့အအကြောင်းကိုဆင်းရတဲ့အတွက်ကိုကိုကိုဘလို့မျိုး self awareness ပြောင်းသွားမယ်ဆိုတာတွေကိုလည်းသိရှိလာပြောသိရှိရပြီးတော့ ပြီးတော့အာလုံးမှုသွားတဲ့တိကျအောင်ပထမဆုံးပြောရတဲ့အတွက်အာအမားများရှိရလို့ရှိရတယ်။သမမာတယ်။ပြောဆရာမရင်လည်းဘယ်လိုပြောရအောင်နားထောင်ပေးတဲ့တကယ်တနည်းအားလုံးလည်းကျေးဇူးတင်ပါတယ်။ရေရောပေါ့နော်။ဒီလို self awareness ကတော့ကျွန်တော်မြင်ပါတော့ဒါကိုယ့်ကိုယ်ကိုရှာဖွေခြင်းလို့ပဲမြင်မိပါတယ်။ သူများတွေကဒီပတ်စံတွေအများကြီးရှာကားတွေအများကြီးဝယ်ရှိတွေအများကြီးဝယ်ပြီးရတဲ့အာမြင်မှု ကကိုတကူကိုတကယ်လူချင်းနဲ့အာမြင်မှုရောဟုတ်လားကိုတကယ်လူချင်းနဲ့အာမြင်မှုကတဘောဘတဘောဝတရားနဲ့ထိတွေ့ရာကြည်လက်ဒေတာမှနေတာဒါမှမဟုတ်စာအုပ်တွေအများကြီးဖတ်နိုင်တာဒါမှမဟုတ်လဲ flower show လေးတခုပိုင်ဆိုင်ပြီးအလုပ်လုပ်တာအဲ့လိုဟာလေးတွေကလည်းသူများတွေအတွက်တော့ဒီတကယ်အာမြင်မှုသေးစားလေးဖြစ်ပေမဲ့ကိုယ့်ကိုယ်အတွက်တော့အာမြင်မှုကြီးစားလေးဖြစ်နိုင်ပါတယ်အဲအားကြောင့်မို့လို့ကိုယ့်ကိုယ်နားလေသိရှိတာ ကိုယ့်ရဲ့တကယ်ပျော်ရွှင်မှုစင်မှန်ရှာရဲလို့ပဲထင်မိပါတယ်